နှစ်ရက်တွင်ရန်ကုန်ပဲခူး ARR တနင်္သာရီကရင်နှင့်မိုးပြင်းတို့တွင်နေရာကွက်ရီမူကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဆလားပြေတာညှို့ကြောင်းမူဦးစီးဌာနကမေလ၁၄ရက်နေ့ကထုတ်ပြန်ပါသည်ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမော့တုံလေအားအသင့်တင့်ရှိနေပြီးဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေကကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်တင့်ဖြစ်ထွန်းနေကြောင်းမူဆလာကထုတ်ပြန်ပါသည် မန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များကိုသတိပြုရန်မိုးစလကအကြံပြုထားပါသည် ဒါအပြင်မြဝကျွန်းပေါ်မုဒမာခွေမွန်တနင်္သာရီကံယူတဲ့တခြားနဲ့ကံလုံပင်လေပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းတင့်တင့်မှလှိုင်းကြီးနိုင်ကြောင်းမိုးသက်လေပြင်းကြဆင်ရေပြင်းပြင်းလေးဟာတနာရီလရင်မိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ကြောင်းလှိုင်းမြစ်မှာမြဝကျွန်းပေါ်မုဒမာခွေမွန်တနင်္သာရီကံယူတဲ့တခြားနဲ့ကံလုံပင်လေပြင်တို့မှာခုနှစ်ပေမှ9ပေခန့်ရှိနိုင်ကြောင်းလဲမိုးစလာကအသိပေးထားပါတယ်